ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်ဒီအားလုံးလည်းမင်္ဂလာပါဆိုတော့ကျွန်တော်နောက်မှရောက်နေတာတော့ Mad Light Stadium ပေါ့လေ Mad Light Season ဆိုတော့2026ကမ္ဘာဖလားပြိုင်ပွဲဘောလူပွဲကြီးကျင်းပမယ်အိမ်ကွင်းပေါ့လေ American နိုင်ငံ New Jersey မြို့မှာရှိတဲ့ Mad Light Stadium ဖြစ်ပါတယ်ဆိုတော့ကမ္ဘာ Champion လူပွဲရဲ့ဘောလူပွဲကိုဒီကွင်းမှာကျင်းပမယ်2024ကိုပါအမေရိကဖိုင်နယ်လေဒီကွင်းမှာကျင်းပခဲ့ပြီးနောက် FIFA ရဲ့ Club World Cup ပြိုင်ပွဲရဲ့ဖိုင်နယ်ဖြစ်တဲ့ Paris Saint-Germain နဲ့ Chelsea ပွဲလေဒီပွဲမှာကျင်းပခဲ့ပြီးတော့အခုကတော့ဒါ2026ကမ္ဘာဖလားပြိုင်ပွဲကြီးရဲ့ဖိုင်နယ်ပွဲကိုကျင်းပမှာပေါ့လေ Argentina ကဒီကွင်းမှာ Champion ဖြစ်ထားတယ်နောက် Chelsea ကလည်းဒီကွင်းမှာ Champion ဖြစ်ထားတယ်အခုလောလောဆယ်မှာ ခြား Manchester United တို့ဘာလို့ကလဲ Summer City Tour တွေပါဒီမှာကန်ထားတယ်ဆိုတော့ပွဲကတော့ကြည်ကောင်းတဲ့ပွဲပဲကမ္ဘာဖလားပြိုင်ပွဲနဲ့ပတ်သက်တဲ့အကြောင်းမပြောခင်ပါလေကျွန်တော် Manchester Stadium နဲ့ပတ်သက်တဲ့ဟာလေးပြောပြ Queen ကတကယ်အမခန့် Queen ဗျကျွန်တော်တို့ London မြို့က Wembley Queen ကြီးနဲ့ရှင်ရင် Wembley Queen ကပိုကောင်းတယ်ဗျဒီ Queen ကကြတော့ဒုတယ်ပိုကြီးတယ်သူကတော့ NFL ကိုအဓိကထားတဲ့ Queen ပေါ့လေ National ဘောလုံးပွဲတွေလည်းကျင်းပတယ်အနာဖယ်အဓိကထားတယ်ဒါပေမဲ့ တွားရည်လာရည်အဆင်ပြေဖို့ကြတော့ဝင်းဘလီကွင်းကဘောလုံးစီရှင်ယထာစီရှင်တခုကနေထွက်တာနဲ့ကွက်တီပဲဒီကောင်လည်းမရအောင်လို့ရှိတယ်ဗျာ American Dream ဆိုတဲ့ shopping center အကြီးရှိတယ်ကျွန်တော်မေးကြည့်တာတော့ဒီကလူတွေပြောတာဗောလေအကြီးဆုံး shopping center လို့တော့ပြောတာပဲအိုက်ရှိတဲ့တဲ့မှာရှိတယ်မလိုက်စီရှင်ကကျွန်တော်ကားနဲ့လာဖို့ပဲလွယ်မယ်ထင်တယ်နည်းနည်းခတ်တယ်ဗျာကျွန်တော်က Manchester United နဲ့ Arsenal လေမမရ Arsenal တပွဲနဲ့နှစ်ခါရှုံးနေဆိုပြီးကန်တဲ့ပွဲမမရမမီလားရှစ်တနစ်ကျော်တုန်းကကျွန်တော် Man United နဲ့ Arsenal ဒီမှာကန်မှုတယ်အဲတုန်းကလည်းမလိုက်စီတဲ့မှာကန်တယ်ဆိုတော့ဒီ Queen ကြီးက share down share ပဲဗျာ Queen ကြီးကကားပရိုနေကအကျယ်ကြီးဒီမှာလေးကားပရိုနေအကျယ်ကြီးကိုကဒါကတော့ New York Jet ရဲ့ ဒီနေ့ည NFL ပွဲရှိတယ်ဒီမှာအဲဒါကြောင့်မို့ NFL ပိသက်တွေတပွဲပွဲရောက်နေပါလေ New York Jet ရဲ့ NFL ဒီမှာဆိုရင်ဒါဒီနေ့ NFL အသင်းတွေတက်လာ NFL အသင်းပွဲတွေရှိတယ်တော့ပိသက်တွေကစပြီးတော့တပွဲပွဲသူတို့ဘယ်ချင်းကံလဲကစားမလဲတော့မသိဘူးပါလေဒါပေမဲ့ဒီနေ့မှာဟိုမှာလုံခြုံရေးတွေကတော့ကျွန်တော်ဝင်းပလေကွင်းမှာလို့ပဲစောကြီးရောက်တာပါလေသူတို့ကအစောကြီးရောက်ပြီးတော့ကွင်းမှာနေရာချတယ်သူတို့လှုပ်ရှားရှိရရောက်တယ်ဒီမှာတော့ transit police ပါညာပေါ့လေရဲတွေပါရဲလဲအကုန်လုံးရှိတယ် ဟိုက shopping center ဘာညာနဲ့ဒါတော့ဘောလုံးပွဲကျင်းပတဲ့2026ကမ္ဘာဖလားကျင်းပမယ်ဘောလုံးပွဲကျင်းပမယ်ပွဲပေါ့လေဆိုတော့ဘောလုံးပွဲသက်တယောက်နေနဲ့ကြီးရင် transportation မှာတော့နည်းနည်းတော့ခက်လိမ့်မယ်ဗျဒါပေမဲ့အကုန်လုံးကတက်စီတွေပါနေလာမှာဖြစ်တဲ့ကြောင်းကွင်းနဲ့နီးစပ်ရာနေရာကနေချမှာကျွန်တော်တဲတဲ့ဟိုတယ်ဆိုမလိုက်စီတန်ကိုတွေ့ရတယ်ရှေ့လေးတင်မယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ ice stadium ရဲ့ရှေ့တက်တဲ့မှာတော်တော်လေးတော့ခက်ခက်ခဲခဲသွားရတယ်ဘာလို့ခက်လဲသွားဆိုလမ်းလျှောက်သွားလို့ရတဲ့ walking distance ရှိတယ်ဒါပေမဲ့ distance က walking distance ဒါပေမဲ့သွားလို့မရဘူးအကုန်လုံးက တိုက်တွေဟိုမော်တော်ဝေးလမ်းမကြီးတွေလမ်းမကြီးတွေဖြစ်နေတာအဲ့လမ်းမကြီးတွေဖြစ်တဲ့ကြောင့်တော်တော်လေးခက်ခက်ခဲသွားရတယ်ဒါအခုလောလောဆယ်ဒီစတေဒီယံပေါ့လေစတေဒီယံကြီးကတော့ share ကြီးရှေ့မှာရှေ့ပဲပေးသက်7000ကျော်ဆန်းတယ်အမေရိကန်နိုင်ငံရဲ့ဘောလီဝဲချင်းမှာကျွန်တော်တို့ဆိုပြဆိုဖီစတေဒီယံဆိုရင်ပို့ပြီးတော့မော်ဒန်ပို့မြင့်နေပို့ကောင်းနေ brand new stadium ဒါပေမဲ့ဒါကတော့အချက်ချာကြတယ်ဟိုကောင်က California မှာရှိတော့သွားရေးလာရေးကကြတော့ New York လောက်တော့ပို့ပြီးတော့မလွဲဘောလေ New York ကပို့ပြီးတော့အဆင်ပြေလောက်တယ်ထင်လို့သူက New Jersey ဘောလေ New York ဆိုမဲ့လေဒီကောင်က New Jersey မှာရှိတာ Times Square ကနေဆိုရင်ဒီ Mile Stadium မိနစ်အစိတ်လောက်တက်စီစင်းရောက်တယ်ဆိုတော့ American dollar 40နဲ့50ကြားလောက်ရတော့ဗောလေအဲ့တော့ JFK နဲ့ Apple နဲ့ဆိုရင်ဝေးတယ်ဗျတနအီကျော်လောက်လာတယ်ဒါပေမဲ့ကျွန်တော်တို့ New World ဆိုတဲ့ Apple နဲ့ဆိုတိတ်မဝေးဘူးဗျ ါတော့အခု NFL နဲ့ပတ်သက်တဲ့ဒီနေ့ပွဲပေါ့လေဆိုတော့ဒီစတေဒီယံကြီးကတကယ်ခမ်းနားတယ်ကမ္ဘာဖလားကျင်းပကွင်းရတဲ့ final ကွင်းဖြစ်တယ် pre-season တို့ရဲ့အကောင်းဆုံးပွဲတွေခြေစမ်းပွဲတွေတော်တော်များများကျင်းပတဲ့ကွင်းဖြစ်ပြီးတော့နောက်တစ်ခုကတော့ပေးသက်တွေတော်တော်များများသဘောကျမယ်ကွင်းကွင်းရဲ့ပတ်ဟုံဒူးတယ်ကြီးကျယ်ခမ်းနားမှုနောက် electronic system တွေတော်တော်လေးကောင်းတယ်ဗျာဆိုတော့ဒါကိုကြည့်တာနဲ့ကျွန်တော်တွေ့နိုင်တယ်ဟိုမှာလည်းအရှိမ temporary toilet လေးလည်းရှိတယ်ဝင်းပလေကွင်းကတော့ရှင်းတယ်ကျွန်တော်တို့ကွင်းရ train station ကကျွန်တော်တို့ကဝင်းပလေ bus station နဲ့ဝင်းပလေ central station ဆိုတဲ့နှစ်ခုကနေထွက်ရတယ် နှစ်ဖက်လုံးက walking distance လမ်းလျှောက်လို့ရတယ်အိမ်တွေပါတွေ shopping center တွေကိုဖြတ်ပြီးတော့မှဘလုံးကွင်းကိုတိုက်ရိုက်သွားလို့ရပြီးတော့ transportation ကြတော့ကျွန်တော်တို့ public transport ကိုသုံးဖို့အတွက်လွယ်ကူတယ်ဒီကောင်ကြတော့ public transport ကရှိလို့ရှိလိမ့်မယ်ကျွန်တော်သိမသိလို့ဒါပေမဲ့ဒီကောင်က motorway နားမှာရှိတယ်ဥပမာကျွန်တော်ဘာနဲ့သွားဆင်လဲဆိုတော့ကျွန်တော်အီတလီက Stadio Olimpico ဆိုတဲ့ Roma နဲ့ Lazio ရဲ့ကွင်းလိုပဲသွားရလာရခက်တယ်ဗျာဒီကောင်က motorway ကွင်းကြီးပေးမှာဆိုတော့အတူကိုသွားရင်ခက်ခက်ခဲသွားရတယ်အဲ့လိုပုံစံမျိုးဗျာ similar ခိုင်းမယ် အိုလံပစ်ကွင်းပုံစံပေါ့ဗျာဒီကောင်ပေးသက်8000ကျော်ဆန့်နဲ့တကယ်ကိုမော်ဒန်ကြတဲ့ကွင်းထဲမှာပါတယ်ပေါ့လေကွင်းရတော့ share ပဲဆိုတော့ NFL ပေးသက်တော်တော်များများတော့ဖြည်းဖြည်းချင်းဝင်တဲ့ New York Jet အသင်းရဲ့အိမ်ကွင်းဖြစ်လိမ့်မယ်ဗျာဟိုဘက်မှာကားပါကင်တွေပါတယ်ရှိတယ်အကုန်လုံးတော်တော်များများရှိတယ်ဒါ Mad Light Stadium ပေါ့လေဆိုတော့2026ကမ္ဘာဖလားပြိုင်ပွဲပေါ့လေ2026ကမ္ဘာဖလားပြိုင်ပွဲမှာကျွန်တော်တို့ Argentina ပေးသက် အာဂျီနာကျွန်တော်ငယ်တဲ့အားပေးတာဗောလေအာဂျီနာပေးသက်တွေကဒီကွဲမှာနောက်ထပ်တစ်ချိန်ထပ်ပြီးအားပေးခွင့်ရမလား။ Now England လား Portugal ပေးသက်တွေလား နောက်ဘရာဇီးလားပြင်သစ်လားဂျာမနီလားစပိန်လားဒီသင်းတွေပြည်သက်တွေအားပေးခွင့်ရမှာလားဒါကတော့2026ကမ္ဘာဖလားပြိုင်ပွဲကြီးရဲ့ဘောလုံးပွဲကျင်းပမယ်ကွယ်မလို့ဒီကွင်းမှာကျွန်တော်တို့ဂျွန်လ13ရက်နေ့ပွဲစဉ်လဲကျွန်တော်ရှင်မှာလက်မှတ်ကျွန်တော်စုံစမ်းထားပြီးတော့ဝေဖို့လုပ်ထားတယ်ပြီးတော့ဂျွန်လ16နေ့ကမ္ဘာဖလားကတူပါဗျာဂျွန်13ရက်ဂျွန်16ရက်ဂျားထဲမှာပွဲတွေရှိတယ်ပြီးတော့နော့ကောက်ဂိမ်းတစ်ပွဲရှိတယ်ပြီးတာနဲ့တူက final ကျင်းပါမှာဗျဆိုတော့သူကတော့ပွဲကြီးပွဲကောင်းတွေအများကြီးပဲပါတယ်ဒီ queen နဲ့ပတ်သက်လို့ကျွန်တော်တို့ကမ္ဘာဖလားကြောက်လို့ရှိရင်တော့ကျွန်တော်တို့ share ပေါ့လေ new york ကနေ new jersey ကိုပဲလာခဲ့မယ် new york ကိုမလာတော့ new york မှာလည်းနေလို့ရတယ်တကူတကဒီဘက်ကတော့နည်းနည်းတော့လာမယ်ဒါပေမဲ့ဘလုံးမရှိနေကြရင်တော့ဗျကားကတော့ဒေါ်လာ100တော့အနည်းဆုံးပေးရမှာပဲလေဒါကျွန်တော်တို့အခုလောလောဆယ်မလိုက်စီတန်မှာတင်ဆက်ပေးတာပေါ့လေဆိုတော့ကျွန်တော်2026ကမ္ဘာဖလားဘောလုံးပွဲကြီးရဲ့အိမ်ကွင်း2024ကိုပါအမေရိကဖိုင်နယ်ကျင်းပတဲ့ကွင်း 2025 FIFA Club World Cup Final ကျင်းပတဲ့ကွင်းအပါဝင် American ရဲ့ Summer City တို့ Premier League ပွဲတွေပါတယ်တော်တော်များများကျင်းပတဲ့ကွင်းပေါ့လေဒါဒီနေ့ကတော့ NFL ကျင်းပနေတာပေါ့လေဒီနေ့ညမှာ NFL ရှိတဲ့ကြီးစုအားပေးကြတဲ့ဘောလုံးပြည်သူအားလုံးကျေးဇူးတင်ပါတယ်အကျင်းပမယ့်အိမ်ကွင်းကြီးမှာဘယ်သူ Final ကန်ကွင်းရမလဲဘယ်သူ Final ကန်ကွင်းရမလဲ Argentina back to back Final ကန်ကွင်းရမလားပြင်သစ် ၃နှစ်ဆက်တိုက် final ကံခွင့်ရမလားရေမန်းစားနေတဲ့ Spain ကလည်း World Cup final ကံခွင့်ရမလားနောက် Portugal ကမ္ဘာဖလားပြိုင်ပွဲ final မတက်ဘူးဘူးဒါပေမဲ့တို့ဒါဒီတစ်ခေါက်မှာတော်တော်လေး strong ဖြစ်နေတဲ့အသင်းတို့ရောချမ်းရှိလာနောက်ယူရိုမှာ back to back final တက်ထားတယ် World Cup ကို2066မှာနောက်ဆုံး champion ဖြစ်တဲ့အင်္ဂလန်အသင်းတွေရောချမ်းရှိလာဘလို့ထင်ကြလဲ Germany ပါဝင်ဘလို့လဲဒါကတော့ Man United Stadium ကတင်ဆက်ပေးတာပါ American နိုင်ငံ New Jersey မြို့မှာရှိတယ်ပြည်သက်8000ကျော်ဆန်းပြီးတော့ကမ္ဘာဖလားဘောလုံးပွဲကျင်းပမယ့်အိမ်ကွင်းဖြစ်ပါတယ်ကဲ ဘယ်အသင်း final ဒီကွင်းမှာကန်ရမလဲအားလုံးကျေးဇူးတင်ပါတယ်